ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုမျိုးကိုပါကိုမျိုးကိုဟုတ်ပြီလားမျိုးကိုဟုတ်အသက်33နှစ်ပါဆရာကြီး33အရွယ်ကောင်းခိုင်းပါပါကားမောင်းပါတယ်တဲ့ဟုတ်ပြီဆရာကြီးခင်ဗျာတဲ့စီးသွားရင်ပူဆက်ပြီးတဲ့စီးကုန်မသွားဘူးလို့ခံစားနေရပါတယ်တဲ့ဟုတ်ပြီနောက်ပြီးတဲ့ညာဘက်ခြေကုန်နဲ့ခြေတော့ကတဲ့အလိုလိုရောင်လာပါတယ်တဲ့အေးအဲ့ဒါဘာဖြစ်တာလဲသိကျင်ပါတယ်တဲ့အဲ့ဒါစီးကြောက်ပါ ဟုတ်ကဲ့ဆရာဒီရင်မောင်းတဲ့သူတို့ကွန်ပျူတာသုံးတဲ့သူတို့ဟုတ်ကဲ့ဆရာအထိုင်ပြားတဲ့သူတို့ကသူများဟုတ်ကဲ့ပါဆရာအဲ့ဒီသူတွေကဘာလို့လဲဆိုတော့စီးရသွားကျင်နေတယ်ဟုတ်ကဲ့ဆရာကားမောင်းနေတယ်ဟုတ်ဘယ်လိုလုပ်ဝင်လဲအောင့်ထားတာပေါ့ဟုတ်ကဲ့ပါဆရာနော်အောင့်ထားပြီးတော့ဆရာတော့အခုတော့အကြံပေးတယ်ဟုတ်ကဲ့ဆရာအမျိုးသားပဲလို့ကိုခွန်အောင်မှာအခုအမျိုးသားတွေလွယ်လွယ်သွားလို့ရတဲ့စီဘူးလေးတွေရှိတယ်ဟုတ်ကဲ့ဆရာနော်အဲ့စီဘူးလေးနဲ့ ခဏရလိုက်လို့မီးပွိုင်လို့နေရပါပဲဖြစ်ဖြစ်အဲ့လိုပေါက်ပါလို့စီးအောင်ထတာဟာအနေရှိတဲ့အမျိုးသားတွေအတွက်ဟုတ်ကဲ့ပါဆရာအစဉ်လာရှိတယ်မိမမာမီယောက်ျားစီဟုတ်ကဲ့ပါဆရာနော်အဲ့ဒီစီးရပို့ပေါ်ဆဆမနေစေချင်ဘူးလို့အဲ့ဒီစီးကြောင်မလို့အမျိုးသားတွေအမေရပေးလိုက်တဲ့ပန်းဆိုတာရွှေပန်းဆိုတာအဲ့ဒီပန်းတည်သွားတတ်တယ်လို့ပန်းတည်တယ်ဆိုတာလူမတည်ဘဲနဲ့ ဘဝတည်တာပါလို့ကျောင်းမလို့ဒါဟိုရှက်စရာမဟုတ်ပါဘူးလို့ကျမ်းမာရေးအရာမျှဝေတာပါလို့အဲ့လိုမတရားလေအောင်လူမတည်ပဲနဲ့ဘဝလူရှင်လျက်သားနဲ့ဘဝမတရားလေအောင်အဲ့လိုအစာလေးတွေကိုရှောင်ပေးပါအခုပြောတဲ့အစာလေးတွေနော်ပြန်ပြောရင်အကျော်အဆက်ဟုတ်ကဲ့ဆရာနော်အဲ့လိုမျိုးရှောင်ပါရက်စိလေးကုန်ရက်လေး စလက်ရက်ကွန်ရှောင်းမှာဟုတ်ကဲ့ဆရာပြီးရင်အချင်းအခါစားပါရေများများရေများများတောက်ပါလမ်းလျှောက်ပါပျော်ပျော်နေတတ်တဲ့အချင်းအလုပ်ပါစိတ်ထောင်းရင်ပါကြည်တယ်ကြားဘူးပါလေကိုကြည်တာပါဆရာကိုကြည်ပါတယ်ကိုစိတ်ကိုဘယ်လိုထောင်းတာလဲကိုပဲထောင်းတာကိုပဲထောင်းတာပါနော်ဟုတ်ကဲ့ပါဆရာအဲ့တော့စိတ်လည်းပဲအထောင်းမခံပါနဲ့ ပြောပြောနေရင်ဘာဖြစ်ပါလဲတည်ခဲ့တယ်ဆရာကြီးတည်ခဲ့ပါတယ်เนาะဟုတ်ကဲ့ပါဆရာတိတ်ကောင်းတဲ့မြန်မာစကားလုံးนี่เนาะတိတ်တာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ဘုရားရှင်ညပါစီဗျာဆရာကြီးမင်္ဂလာပါရှင် မင်္ဂလာပါသူကြီးအခုမေကွန်းရှင်ကကိုနေထက်လင်းပါနေထက်လင်းဟုတ်ကဲ့နေထက်တောင်လင်းနေဆိုတော့မင်းသားမင်းသားမင်းသားနေထက်လင်းရှိရဲ့ ဟုတ်လားဟုတ်ဟုတ်ဟုတ်နစနနေပါဆရာကြီးစနေသားဖြစ်တယ်ဟုတ်စပေါ့ဆိုင်အကူတဲ့စင်ကာပူမှာပါဘာဆိုင်စပေါ့ဆိုင် ဟုတ်ပြီစားပေါက်ဆိုင်အကူပေါ့နော်ဆရာကြီးစင်ကာပူမှာတဲ့ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့ကျွန်တော်စင်ကာပူရောက်တာ3လရှိပါပြီတဲ့ဟုတ်ပြီအစာမကျေသလိုဖြစ်ပြီးတဲ့ဘိုက်ထဲမအီမပါဖြစ်တာပါအာတေချရတဲ့အဲ့ဒါစားပေါက်ဆိုင်ပါဆိုကောင်းကောင်းစားပါဦးဟုတ်ကဲ့ဆရာကြီးစားပေါက်ဆိုင်ဆိုသူများတွေအစာချိုးကြံနေကြတူမှာမဟုတ်လေဟုတ်ကဲ့ဆရာကြီးအစာများနေတာလို့ဟုတ်ကဲ့ဆရာတို့အဲ့လိုခံမှန်းနေပေါ့ဟုတ်ကဲ့ပါဆရာဒါခံမှန်းပြောတာပါဟုတ်ကဲ့ပါဆရာကြီးအစာကိုအချိန်လေးနဲ့ပမှန်စားလို့အစာတစ်ခုစားပြီးရအနည်းဆုံး 3နိုင်ချာပြီးမှနောက်အစားတစ်ခုစားလို့ဟုတ်ကဲ့ဆရာဒီစားလေးတွေလိုက်ကောက်ပြီးလိုက်စားတော့ဆိုတော့ပိုးမအောင်စားတော့ကလည်းကိုစားလေးစားလိုက်ကောက်ပြီးလိုက်ကိုရဲ့တချို့ customer တွေကလည်းပဲအတူတူစပွဲမှာတော့ခေါ်ပြီးတော့ထိုင်ပြီးစားခိုင်းနေတယ်ရှိတယ်လေဟုတ်ကဲ့ပါဆရာခင်မင်မှုအကြောင်းပြုလို့ပေါ့နော်ဟုတ်ကဲ့ပါဆရာကျွန်တော်တို့အစားကိုစင်ကြင်ပါလို့ဟုတ်ကဲ့ပါဆရာဆက်ဖက်ပြမယ်နော်ဆရာ တလာလုံးနဲ့နေလို့မကောင်းပါဘူးတဲ့ဝမ်းချုပ်တယ်လို့ဖြစ်လို့တဲ့ရေများများတောက်တော့တဲ့ဝမ်းမချုပ်တော့ပါဘူးတဲ့အဲ့ဒါမှန်တယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါအကောင်းဆုံးပဲရင်ကြောတင်းတာတော့ကြံခဲ့ပါတယ်တဲ့အဲ့ဒါအသက်ဝဝရှူဟုတ်ကဲ့ဆရာအသက်ရှူတာအောက်မထားပါနဲ့လို့ဟုတ်ကဲ့ပါဆရာအသက်ရှူတဲ့အခါမှာနှာခေါင်းနေရှီရှီရှူတဲ့ပါဇက်ကဟာဆိုအကူပြန်ထုတ်ဗိုက်ကြီးချက်သွားတော့ထုတ်နှာခေါင်းအရှူတဲ့ဝဝကြီးဟာဆိုတော့ ဒါပဲလေကောင်းလေတန်းရတဲ့နေရာမှာတော့ရှူဖို့လိုတယ်เนาะဟုတ်ကဲ့ပါတချိန်ကိုအချိန်20ရှူသွင်းပြန်ထုတ်ရှူသွင်းပြန်ထုတ်အကြော်နဲ့အဆက်ရှောင်စားရင်ဒီယောဂတက်တာမှာပါလို့ဆရာကြီးအကြံပေးလိုက်ပါတယ်ညာဟုတ်ကဲ့ပါဆရာကြီး तू ကလေဘိုက်ထဲမှာလည်းတစ်ခါတစ်ခါပူပါတယ်တဲ့အစာလည်းရှောင်ပါတယ်တဲ့ तू ရေးထားတာလေးကလေ စမုံငါးပါးနဲ့စပုံစပါးတို့ဂျင်းတို့ကိုတဲ့ရေနွေးနဲ့စိန်တော့ပါတယ်တဲ့မှားပါတယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒီစမုံစပါးတို့ဂျင်းတို့စပုံမုံငါးပါးငါးပါးတို့ဆိုတာသုံးပါတယ်လွန်ခဲ့တဲ့နှစ်နဲ့40လောက်ကပေါ့ဟုတ်ကဲ့ပါဆရာကြီးဆရာတို့တိုင်းရင်းစေးပြန်စတတ်တဲ့ဆရာတို့အသက်40လောက်ပေါ့အခုတော့အသက်80လေးရောက်ပါပြီဟုတ်ကဲ့ဆရာကြီးအဲ့အသက်လွန်ခဲ့တဲ့40လောက်ကအဲ့ဒါတွေကစီးဖြစ်ပါတယ် ုတ်ကဲ့ပါဆရာအခုအဲ့ဒါတွေကစေးမိုးတော့ပါဘူးဟုတ်ကဲ့ပါဆရာဘာကြောင့်လဲဆိုအဲ့ဒီအချိန်အဲ့ဒီအခါကမြန်မာနိုင်ငံရဲ့ယာတိဥပါလေအေးတယ်ဟုတ်ကဲ့ဆရာလူဥရတဲ့နဲတယ်ဟုတ်ကဲ့ဆရာအစာအတော့တွေလည်းပဲယူသားတယ်ဟုတ်ကဲ့ဆရာအိမ်နွေးအစာတွေပဲရှိတယ်အခုလိုစိုင်းနေမှာခုအစာဒီစာဓာတုပစ္စည်းရောနှောထားတဲ့အစာတွေမရှိသေးဘူးဟုတ်ကဲ့ဆရာနော်ရှိလာရင်ယူယူမိုးဟင်းကားဆိုင်အတုတ်ဆိုင် ရွာထိပ်မှာဘူးဒီကျော်ဆိုဘူးဒီတန်တန်ကိုတကယ်ဆက်နှစ်စီကောင်းနဲ့ကျော်တဲ့ဆိုင်အဲ့ဒါမျိုးတွေပဲရှိပါတယ်အခုကတော့စားတောက်တွေမှာကအเจ้าမျိုးစုံကြောင့်ပေါ့နော်ဆိုးဆေးတွေရောဟိုတက်ဆေးတွေရောအဲ့ဒီမှာမျိုးစုံမျိုးစုံဆိုးဆေးတွေဘူးတက်ဆေးတွေနောက်တော့ဟိုလူခွန်အားဖြစ်စေတယ်ဆိုတော့နော်မလူလက်အပ်တဲ့ ရွေချက်နဲ့တောက်ကြတဲ့စီးတွေရှိတယ်။ကျမရေးအတွက်မလိုလားအဘူးတကယ်တော့နော်။ကျမရေးနဲ့မညူတဲ့စီးတွေတောက်ကြတယ်။အဲ့တော့ဒီကြောင့်အခုမှတော့ယောဂဗျာထူပြောပါလေ။ဆရာရဲ့ပြောတဲ့တရားမှတရားတယောက်ဆရာဆရာတကယ်ကျန်နောက်ကျသူကြည်နဲ့သွားတယ်။အဲ့တော့ဆရာကြီးသူ့ကိုတဲ့အဲ့ဒါဒီမတောက်တင်ဘူးပေါ့နော်။အဲ့အဲ့တော့မတော့နဲ့အထူးတောင်ပြောလို့လူမယ်မထင်တော့ဘူးเนาะဟုတ်ကဲ့ပါဆရာကြီးဆောင်ရမယ် ုတ်ကဲ့ပါရှင်ရယ်ဆောင်းတော့အဲ့ဒါရှင်းအောင်မယ်သူတောက်ချင်ဆရာကြီးဘာတောက်ခိုင်းရမလဲအချင်းခါပေါ့အချင်းခါပေါ့ဟုတ်ကဲ့ဆရာဒိန်ချင်းနဲ့ပရင်ကိုတစ်ထည့်စီတောက်လိုက်ရင်ပြည့်စုံသွားတာပဲဟုတ်ကဲ့ပါဆရာကြီးနော်မယ်စီလီကွေးတော့ဟုတ်ကဲ့ပါဆရာကြီးကံကလာမကြီးဖြော်ရီကံကလာပေါ့သူတို့ဒီကနေ့ဒီကနေ့မကြီးဖြော်ရီဟာမဲဇလီခွေးတော့ဟုတ်ကဲ့ပါဆရာကံကလာဟင်းနုနယ်ဟုတ်ကဲ့ပါဆရာပေါ့ပန်းဖြူဟုတ်ကဲ့ပါဆရာကြီးဒါဆရာတို့အမြဲပြောနေတာမလို့ဆရာသိရှိသွားမှာမလို့ ချို့ပြောလဲတီလောက်မယ်လို့ထင်တယ်နော်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရရှင်းကြပါစီဗျာ